နောက်ထပ်အကြောင်းအရာကတော့မွန်ပြည်နယ်ဥရုံမြို့နယ်ကမာဝက်ရွာရှိအုတ်ချုပ်ရည်မှုယုံကိုအမည်မသိလက်နက်ကင်ဖွဲ့ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့်အုတ်ချုပ်ရည်မှုပါဝင်လူနှဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်းဒေသခံပြည်သူများထံမှသိရပါတယ်။ယခုဖြစ်စဉ်မှာအော်တိုဘာလ၄ရက်နေ့နနက်9နာရီခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကားဖြင့်ရောက်ရှိလာသောတနတ်သမားများကအုတ်ချုပ်ရည်မှုယုံကိုဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ ုပ်ကြီးပါဝင်နှစ်ဦးတည်ဆုံးတယ်။ဒဏ်ရာရသူတွေလည်းရှိတယ်လို့သိရတယ်။ဒေတာကန်တဦးကပြောပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်၍ဥရုံမြို့နယ်အတွင်းလှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့များကတရားဝင်ထုတ်ပြန်ချက်မထုတ်ပြန်ရသေးတယ်လို့စစ်တပ်ဘက်ကလည်းတိုက်ခိုက်သူများကိုဖမ်းဆီးရန်လုံခြုံရေးအစီအမံများတင်းကျပ်ထားတော့လဲတိုက်ခိုက်သူများဘေးကင်းစွာလွတ်မြောက်သွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။လက်ရှိမှုရုံမြို့ပေါ်တွင်စစ်တပ်ကလုံခြုံရေးတင်းကျပ်ထားပြီး လူငယ်များကိုစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများနှင်းစင်ပြုလုပ်နေပါတယ်မြို့အဝင်ထွက်ခိတ်များတွင်ရဲတပ်ဖွဲ့နှင့်ပြူစောထိဖွဲ့များကစစ်ဆင်မှုများပြုလုပ်နေပြီးခီးသွွားပြည်သူများနှင့်လမ်းသွားလမ်းလာများကိုအကြောင်းမဲ့ဖမ်းဆီးကငွေညှစ်မှုများလှုပ်ဆောင်နေတယ်လို့ဒေသခံများကဆိုပါတယ်ဒါအပြင်စစ်မှုထမ်းလူစားထိုးရန်အတွက်လူငယ်များကိုဖမ်းဆီးရောင်းဝယ်နေမှုများလည်းရှိနေပါတယ်ဤဖမ်းဆီးမှုများကို နေရင်းရဲခေါင်းဆောင်သူရထွန်းနေရင်းရဲရခိုင်ရဲတပ်သားစာကလေးခမြင့်သိထွန်းအောင်ကျော်ကလာမိုးကြီးနဲ့ဝေလင်းဦးတို့ကဦးဆောင်ပြုတ်လုံနေကြောင်းသိရှိရပါတယ်ရှင်